بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيز دونا جنرو تعليم القرآن مولمي بيجي تين تو اسلام بيجي أمي في السيزين أبين تيا ليزي هو تولون تين سبيني بي في بارة ديربا مالة جنرو زيغو يوشي لالة ميغون ويتهيغا ميغون چاوكو هو ويچه تين سبي دوما في بارة أري ميغون ويغو في جان بيبو سيح نباغو في جان تباغارو ကျွန်တော်တို့ဒါအလီမူလ်ကုရ်အန်မော်လမီအကြောင်းတော်ကြီးရဲ့ဟာဒီသ်တန်ပြဆရာတစ်ပါးဖြစ်တဲ့ဟဇရတ်မောလနာမူဖတီအလီကာစီမီစာဟစ်ဖြစ်ပါတယ်။နောက်ထပ်ဆရာတစ်ပါးကလည်းကျွန်တော်တို့ရဲ့ဒါအလီမူလ်ကုရ်အန်မော်လမီအကြောင်းတော်ကြီးရဲ့ဟာဒီသ်တန်ပြဆရာတစ်ပါးပဲဖြစ်တဲ့ဟဇရတ်မောလနာမူဖတီအဂျမယ်ကာစီမီစာဟစ်ဖြစ်ပါတယ်။ပထမမိကုန်းကိုဆရာမူဖတီအလီကဖြေကြားပေးပါဆရာ။မိတ်ဆွေတို့ဦးကမိထားပါတယ်။မိကုန်းလေးတစ်ခုမိပါရစေ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ငလျင်မှာတချို့အီမန်ရှင်တွေရဲ့ရုပ်အလောင်းဟာအလွန်ပျက်စီးပြီးမှပြန်ရတာတွေရှိပါတယ်။တချို့ကြတော့ယခုချိန်ထိပြန်မရသေးပါဘူး။၎င်းတို့နဲ့ပတ်သက်ပြီးဂုဆုလ်နဲ့ဂျနာဇာနမာဇ်ရဲ့အမိန့်ပဲလို့ရှိပါသေးတယ်။ဖတ်ရမှာလားမဖတ်ရဘူးလား။အရေးကြီးလို့ဖြေချပေးစီခြင်းပါတယ်။ نحمده ونصلي على رسوله الكريم اما بعد ဒီမေကုံးမှာငလင်းနဲ့ပတ်သက်ပြီးတော့ဒီမှာအများကြီးမွတ်စလမန်တွေကဆလမန်မဟုတ်တဲ့သူတွေကတေဂျီပျက်စီးခဲ့တယ်အများကြီးမွတ်စလမန်တွေလည်းရှဟီးဖြစ်သွားတယ်အဲ့တော့အဲ့ဒီအထဲမှာအများကြီးဒီကနေ့ထိကြားရတဲ့ဟောလာတချို့ယောကလတ်တွေဆိုရင်အခုဒီကျွန်တော်တို့မရသေးဘူးဟောလာတချို့လည်း3-4ရက်နေပြီးတော့5-6ရက်နေပြီးတော့ရသွားတယ်အဲ့ဒီမှာတချို့ ဆိုရင်လည်းတော်တော်ပဲကလသူရဲ့ပုံစံကယိုယွင်းနေပြီ။ဒါနဲ့ပတ်သက်ပြီးတော့တရားတော်ရဲ့အမိကုမေးတယ်ဆိုတာတကယ်ပဲဟလာမေးတဲ့နဲ့ဘေကုံတစ်ခုဖြစ်တယ်။ဒီမှာကျွန်တော်တို့သိထားရမှာကဘာလဲဆိုတော့အခုကျွန်တော်တို့ဒီငလျင်မှာမု슬မန်တွေအများကြီးရှိန်ဖြစ်သွားကြတယ်။သူတို့ရဲ့ယုတ်ကလတ်တွေကျွန်တော်တို့ရတယ်ဆိုတာကအခုဘယ်လိုပုံစံနဲ့ရတာလဲအပြည့်စုံကျွန်တော်တို့ရတာလား ဒါမှမဟုတ်ရင်ဟောလာရုပ်အပိုင်းလောက်ပဲရတာလားဒီလိုတွေလည်းကျွန်တော်တို့တွေ့ရဟောလာတချို့ဆိုရင်အပေါ်ပိုင်းရတယ်အောက်ပိုင်းမရဘူးဒါမှမဟုတ်အောက်ပိုင်းရတယ်အပေါ်ပိုင်းမရဘူးအဲ့ဒီလိုတွေလည်း6လောက်တွေ့တယ်မတွေ့ရဘူးအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်အရင်ပြောအရင်ဆုံးနံပါတ်1အနေနဲ့ဟောလာအကယ်၍ဒီရုပ်ကလပ်ကိုကျွန်တော်တို့ရတယ်ရတဲ့အချိန်မှာဟောလာဥကောင်းပဲကျန်တဲ့အစိတ်ပိုင်းတွေကတခါတည်းရန်ကြရင်အဲ့ဒါလိုဟောလာမရတာတွေရှိတယ်ဥကောင်းပဲတွေးတယ်ဆိုရင်ဒီဥကောင်းတက်တက်ကိုတော့ကျွန်တော်တို့မလုပ်လို့မရအောင်လဲဟုတ်လား ကျွန်တော်တို့ဂျနာဇာလည်းဖတ်လို့မရဘူးသူ့ကိုဆိုလဲလို့လို့မရဘူးဒီတိုင်းပဲသူ့ကိုတန်ပြန်တဲ့အဝန်နဲ့ဖတ်ပါတော့ကျွန်တော်တို့သူ့ကို defend လုပ်လိုက်ရတယ်။ဒါနဲ့ပတ်သက်မလို့ figure ချန်နေမှာရှိတဲ့ဝဂျီဒါရောဆိုအာဒမီယင်ဘာလားလူတယောက်ရဲ့ဥကောင်းကိုပဲရတယ်။ဒါမှမဟုတ်အော်အာဒူရှိကဲသူရဲ့ဟလာအစိတ်ပိုင်းတစ်ခုပေါ့နော်ရရဲဆိုရင်လာယုကိုဆတ်သူ့ကိုဆိုလဲမလို့ရဘူးဘာလားယူဆလာအလေးသူ့ပေါ်မှာနမာဇ်လဲကျွန်တော်တို့ဂျနာဇာဖတ်လို့မရဘူးဘယ်ယူ defend သူ့ကိုတန်ပြန်တဲ့အဝန်နဲ့ပတ်ပါတော့ကျွန်တော်တို့မလုပ်ပြလိုက်ရမယ် defend လုပ်ပြလိုက်ရ အဲအကယ်ဦးကောင်းတဲ့သူအခြားခန္ဓာကိုလည်းပါတယ်။ပါတော့ခန္ဓာကိုတဝက်လောက်ရှိတယ်သူမတဝက်ထက်ပို့တယ်ဆိုရင်အဲအဲ့ဒါဆိုရင်တော့ယောဂဆာလုကိုဆွလက်လုပ်ပေးရမယ်။ကဖန်လက်ထုတ်ပေးမယ်ပြီးတော့ဝါယဆွလာအလေးသူမနမာဇ်နဲ့ကျွန်တော်တို့ပါလို့ရမယ်ဖာရ။ဟုတ်ပြီ။ဒါကတပိုင်းဒါလက်လက်ဆက်ဆက်အနေထားတွေပြောတာ။အခုနောက်တစ်ခုကပါလဲဆိုတော့အခုကျွန်တော်တို့၄၅ရက်နေမှကျွန်တော်တို့ရတယ်။ရတယ်ဆိုရင်လူသားရဲ့တဘာဝအလျောက်ကတော့ကျွန်တော်တို့ခန္ဓာကိုယ်ကတော့အများကြီးပြည့်စည်နေပြီ။ အခုပြည့်စည်တဲ့အခါကျရင်ဟာသူ့ကိုကျွန်တော်တို့ရေချိုးရမလားအသားပါပါတယ်လေဟာလာခန္ဓာကိုယ်အသားတွေလည်းရှိသေးတယ်အားလုံးရှိတယ်ဟာလာဒါပေမဲ့သူအသားတွေကတော့နည်းနည်းပါပြည့်စည်နေပြီအဲ့လိုပြည့်စည်တဲ့အချိန်မှာသူ့ကိုဂျနာဇာဖတ်ရမယ်ကျွန်တော်သူ့ဘာလို့မလဲဂျနာဇာဖတ်ရမယ်အဲဂျနာဇာဖတ်ရမယ်ဆိုတော့သူ့တဟာရက်ကျွန်တော်တို့ဘယ်လိုလုပ်မလဲတန့်ရှင်းမှုကအခုသူ့ကိုလက်နဲ့ထိဖို့အတွက်အဆင်မပြေဘူးဆိုရင်အဲ့လိုအဆင်မပြေဘူးဆိုရင်တရားတော်ရဲ့လမ်းညွှန်ချက်ကဘာရှိလဲဆိုတော့အပေါ်ကနေသူ့ရေလောင်းလိုက် ဟောကနေသူကိုရေလောင်းလိုက်ဥမာပြေဖေကာကျမ်းလေးမှာသင်ပြတဲ့တာတာရခဏီယာမှာဝလောကနလ်မယ်တုမုတ်ဖတ်စကမယ်ကာဒလိုဟောလာသူဘာဖြစ်သွားပြီလဲပုတ်လာပြီနည်းနည်းပါပြဲလာပြီအဲ့ဒါယတာဇရမတ်ဆူဟူသူကိုင်ကြဘူးတော့အခက်ခဲဖြစ်နေပြီဆိုရင်ကဖာဆွဘုလ်မဲအလေးသူ့ဘုမရေလောင်းလိုက်ခြင်းကသူ့တော့ဘာဖြစ်လဲလုံလောက်တယ်အဲ့လိုရေမလောင်းမလို့တော့ကျွန်တော်တို့ဂျင်နာသာဖတ်လို့မရဘူးဘာကြောင့်လဲအဲ့ဒီဂျင်နာသာမှာတော်ဟာရတ်ကဘာပဲလဲရှရတ်စီကန်ကျဖြစ်တယ်အဲ့ဒီတော့ကြောင့်ဒီကနေ့အများအားဖြင့်တော့အဲ့လိုတွေ့ရ လင်းငါရဲ့နေမှရတယ်ရတယ်ဆိုထိတွေ့ဖို့အတွက်အဆင်မပြေတော့ဘူးအဲ့ခန္ဓာကိုယ်ကတော့ရှိတယ်အဲ့အဲ့ဒီအတွက်ကြောင့်အဲ့လိုမရေတိမှကြတော့ကျွန်တော်တို့ပါလုံးမယ်ဆိုတော့အပေါ်ကနေရေလောင်းမယ်တောင်းမှသူ့ကဖန်လုံးမယ်ဟလာပြီးသွားပြီဆိုရင်ကျွန်တော်တို့သူ့ကိုဂျနာဇာနမာဇ်လည်းပါလုပ်ပြရမယ်ဖတ်ပြရအုဒ္ဒါနှစ်ပိုင်းပြီးသွားပြီနောက်တစ်ခုကပါလဲဆိုတော့ဒီနေ့ထိကျွန်တော်တို့တချို့ဟာတွေမရတွေမွတ်စလမန်တွေလည်းပျောက်ပျောက်စင်းနေလဲဟလာသတင်းကြီးတွေမှာလည်းပါလို့ထားလဲတင်ပြတာဒီပျောက်နေတဲ့သူတွေနဲ့ပတ်သက်ပါလို့ ပြောင်းတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဒီဖီကာချမ်းနေမှာဟလာဒီတိုင်းမှာအာဆလဖတ်တော်ချမ်းမှာလည်းဟလာမဆအလိုက်တခုရေးရတာကိုတွေ့ရတယ်။အဲဒါလို့ပြောင်းကြတယ်ဆိုရင်တဲ့အဲ့လိုနစ်သွားပြီးဘယ်လိုမှအဆင်မပြေတော့ဘူး။ဒါမှမဟုတ်လည်းဒီနေရာမှာသူ့ဖို့လို့မရတော့ဘူးပေါ့နော်။အဲအဲ့ဒါမျိုးဆိုရင်အကယ်၍ဟလာပြင်ကလူတွေရဲ့စိတ်နေထားကဘာလဲဆိုတော့ဒီလောက်ရက်အတွင်းမှာဟလာဒီမရက်ကမပုတ်ပွားနိုင်နေဘူး။အဲ့လိုယူဆတဲ့ဆိုရင်တော့အပေါ်ကနေသူ့ကိုဘာလို့လဲကျွန်တော်သာဖတ်လို့ရတယ်တဲ့။ ဖေကာချန်ဒီမဘာတင်ပြလဲယမ်ဘဂီအင်ယကူနာဖီဟုကမီမန်ဒူဖနာဘီလာဆလာတ်ဒါဂါဘာလဲဆိုတော့ဂျနာဇာနမာဇ်မရှိဘူးတော့ဒဖန်လုံးချင်းခံလိုက်ရတယ်လူတယောက်ဒုမောတူကိုဟလာချိုးပေးထားတဲ့ကြီးဒုမောဒီဂျနာဇာဖတ်ထားတဲ့လူတွေကနာပါကီနဲ့သူတို့ဝူဇူလောက်ထားမိတယ်ဟလာရေချိုးထားမိတယ်အဲ့လိုပုံစံမျိုးတွေမှာဒဖန်လုံးပြသွားပြီဆိုရင်သူတူဖို့လို့မရတော့မရဘူးဆိုအမေကဘာလဲဆိုတော့ဒီမရက်က ထဲမှာသူမပုတ်ပွားနေဘူးအဲ့လိုအခြေအနေမျိုးကဥမာ၃ရက်လောက်အတွင်းဆိုရင်အပေါ်ကနေပါလို့ရလေဂျနာဇာဖတ်လို့ရဒီမှာလည်းသူတို့ပဲဂျနာဇာဟာလာကျွန်တော်တို့မရနေဘူးဒါပေမဲ့ဒီနေ့ရက်၃ရက်ပဲရှိသေးတယ်အဲ့ဒီမှာကျွန်တော်တို့ကမပုတ်ပွားနေဘူးလို့ယူဆတယ်ဆိုရင်အပေါ်ကနေဖတ်လို့ရအခုကျွန်တော်တို့ကအဲ့လိုမဖတ်ကြဘူးအခုရနုံလို့ရနုံနဲ့အခု၄ငါ၁၀ရက်ဆိုတာတကယ်ရှိခဲ့ရင်တော့မှဒါကဘာဖြစ်သွားပြီလဲဆိုတော့ဒါအများအဖြစ်ဒီခန္ဓာကိုယ်ကပြည့်စည်သွားပြီလို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့ဒီတော့ကြောင့်အပေါ်ကနေဘာလို့လဲမပြောရတော့လဲ ဖလို့မရတော့ဘူးဒီတိုင်းပဲကျွန်တော်တို့ကပလာဒါနဲ့ပတ်သက်ပြီးတော့ဒီတိုင်းပဲတရားတော်ရဲ့အမိကိုခံယူရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုသင်ပြလို့ဒုတိယမိဘုံကိုဆရာမုတီအဂျမလ်ကဖြေချပေးပါစေမိတ်ဆွေတယောက်ကမိထားပါတယ်အမျိုးသမီးတယောက်ဟာဟတ်ရှ်ဒုမဟုတ်အွန်မရာလောက်ဖို့စီစဉ်ထားပါတယ်တွားခါနီးမှဓမ္မတာသွေးပေါ်လာတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲကျေးဇူးပြု၍ဖြေချပေးစီလို့ပါတယ် بسم الله الرحمن الرحيم حامدا ومصليا ومسلما اما بعد အမျိုးသမီးတယောက်က hash do မဟုတ် umra လုပ်ဖို့စီစဉ်ထားတယ်။တွားကနေမှသူ hash နမတာသွေးပေါ်လာတယ်ဆိုရင်သဘာမပြဿနာမရှိဘူး။သူ hash ရဲ့အခြေအနေမှာပဲအဲ့ဒီဓမ္မတာသွေးဆင်းတဲ့အခြေအနေမှာပဲ။သူအဟရမ် ပတ်လိုက်လို့ရတယ်ဆိုအီဟရမ်အဟိုက်သွေးစင်းတဲ့အချိန်မှာအဟရမ်ပတ်ပြီးတော့ဟတ်မှာဟတ်ရဲ့အာမာဒီအလုပ်ဒီအားလုံးသူလုပ်သွားလို့ရတယ်နှစ်ခုပဲတဝါဖ်လုပ်လို့မရဘူးနောက်တစ်ခုကနမတ်ဖတ်လို့မရဘူးဆိုနမတ်ဖတ်လို့မရတာဖြစ်တဲ့အတွက်သူအဟရမ်စပတ်တဲ့အချိန်မှာဖားတဲ့နမတ်နှစ်ရက်အဲ့ဒီနှစ်ရက်ကိုမဖတ်နဲ့တော့ ေတိုင်းမဲ့ဂုဆလ်ဒုမဟုတ်ဝူဇူလုပ်ပြီးတော့ကေဗလာဘမျက်နာမူပြီးထိုင်ပြီးတော့အဟရာမဲ့နီယတ်နဲ့တန်ဘီယာဖလိုက်ပါသူမော်ရင်အဖြစ်သွားမယ်။အောက်ရှေ့ရှေ့ဆက်ပြီးတော့ဟတ်ရောက်ပြီးတော့အိုမက္ကာရောက်ပြီးဇွန်ယုဘာဆက်လုံးလဲဆိုတော့အကေးတော့ဟတ်ရဲ့အဟရာမ်ပတ်တာလားဆင်းမက္ကာရောက်တဲ့အခါကျရင်အလားမက္ကာရောက်ခြင်းလောရတဲ့ تواف شیر ہے سائرہ و توافی قدوم لو کھول ہے سائری تواف کا سنت بے پھر رہتا ہے سائری تواف کا اکیلی تو مینہ مطا مینہ مطوا گئے ہیں مینہ مطوا گئے ہیں تو کھنا کو تاو آ رہے سین لولا ہے اکیلی تو مینہ تو آ رہے نہیں تھی گو کھنا کو مطا نہیں ہو اللہ وہ او... ہائی سٹریسین ہی لوگ میں سوئے تُو تواب کا تُو تُو ملو نے رو فرض فرج لمح واجب لو پی روز روز لوگ تو بما ارا دم نے پیریہ ملو دادا دکھو نہ سیاں گانے سا بھی رو سنیا نیم گی اتھی لو آپ تو خوشی رو. علی تواب کو توافی زیارت لو کھو رہے سو علی تواب کا رب فرس پھر سو علی تواب لو بودوا دی امیت میگا خائز توی ید اچھیں تھی دمتا توی ید اچھیں تھی تو سو زائن نیا میں اللہ مدمتا توی جا وابی سو ہیں دو کو سو لو بیرا علی تواب کو اللہ لوے اکیوی دمتا توی ید اچھیں تھی سو بیرا تی تواب کو لو بودوا سے میں بیرا ہو ။ဥမာအဖြစ်သူဗီဇာသူမှမရှိတော့ဘူး။ရက်အလောက်ထိနေလို့မရတော့။ဒါမှဗီဇာတော့ရှိတယ်။သူရဲ့မဟာရန်အမျိုးသားကပြန်တော့မယ်။သူမဟာရန်ပြန်ရင်သူလည်းပြန်ရမယ်။ဆိုအဲ့လိုအကြောင်းကြောင့်တော့သူမအနေနဲ့ဆက်နေလို့မရတော့ဘူး။အဲ့ဒါဆန်ဟိုအိုက်တွေးရတဲ့အချိန်ကြီးဆိုင်ငံ့ပြီးတော့တဝပ်လောက်လို့အစင်မပြေတော့ဘူးဆိုရင်ဒီဟိုက်တွေးစင်းနေတဲ့အချိန်မှာပဲသူတဝပ်လောက်လိုက်ပြီးရင်ဗဒနာလို့ခေါ်တဲ့ကလအုပ်ဖြစ်စေ အလားနွားဖြစ်စေဒါမှမဟုတ်အလားကျွဲဖြစ်စေဒကောင်ကောင်ကော်ဘာနီလောက်ပြီးတော့တံပေးလိုက်ရတန်တော့ဇာရနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကပြန်ကန်နည်းအချိန်ပြန်တဲ့အချိန်လောက်ရတဲ့တဘာတစ်ခုရှိတယ်အဲ့ဒါတဘာဖိဝါဒလို့ခေါ်တယ်ဆိုအဲ့ဒီတဘာကတော့ဝါချင်းဖြစ်တယ်ဆိုအဲ့ဒီတဘာနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီအချိန်သူတန့်သွားပြီးဆိုရင်လောက်လိုက်ဒီတဘာကိုလည်းမတန့်နေဘူးဆိုရင် ိတ်တဝါကိုလည်းလွတ်လိုက်ဆိုအဲ့ဒီတဝါကိုအိုဇရိုဂျက်လွတ်တဲ့အတွက် high station နေတဲ့အတွက်အိုဇရိုဂျက်လွတ်တဲ့အတွက်အဲ့ဒီတွက်လည်းသူဘာမှဒဏ်တွေပါနေပေးစရာမလိုဒါကတဝါပြင်နေပတ်သက်ပြီးတော့ပါအကျန်တဲ့အာမာဒီယာတော့ high bit အခြေအနေမှာဒီမျိုးသမီးနဲ့လောက်ပါလို့ရဒါက hash ရဲ့ error ပတ်ခဲ့တဲ့အစဉ် okay သူမနေနဲ့ဟလာ high bit အခြေအနေမှာဒီသမတာသွေးစင်းတဲ့အခြေအနေမှာအမနာရဲ့ error ပတ်ခဲ့တဲ့ဆိုရင် အမကာရှင်မြို့တော်ရောက်ပြီးတဲ့နောက်ပိုင်းမှာဟိုသွေးရက်တဲ့အချိန်ကြီးစောက်အောင်အကေသွေးရက်တဲ့အချိန်ကြီးစောက်ပြီးတော့သူအမနာလောက်လိုက်ရအကေသွေးရက်တဲ့အချိန်ကြီးဟာလာသူတို့မင်းစောက်လို့အဆင်မပြေတော့ဘူးဟာလာဗီဇာမရှိတော့ဘူးတော့မင်းမဟာရမ်ကပြန်တော့မယ်တော့မင်းဒါမှမဟုတ်သူဟတ်နဲ့သွေးပြီးလာတဲ့သူဟတ်ရဲ့ရက်ကစနေပြီတခုခုပေါ့အเจ้าတခုခုကြောင့်ဟာလာဟာလာအမနာလောက်ဖို့ ဟိစတရီရတဲ့အချိန်ကိုစောက်ပြီးတော့ဥမ္မာလောက်ဘူးအစင်မပြေတော့ဘူးဆိုရင်အဲဒီခါကျရင်သူကဒီဟိုက်စတရီစင်းတဲ့အချိန်နေပါပဲဥမ္မာလောက်လိုက်ပြီးဒမ်တခုပေးလိုက်ပြီးပြီးတော့သူပြန်လာလိုက်လို့ရတယ်ဘာမှပြဿနာမရှိတတိယမိကုံကိုဆရာမူတီအလီကဖြေချပေးပါဆရာမိတ်ဆွေတူကမေးထားပါတယ်လေးစားရပါတော့ဆရာများရှင်တခုလောက်မေးပါရစေကျမမှာဗန်တိုးငွေတချို့ ရှိနေပါတယ် ငလျင်ဘေးဒုက္ခတွေတွေကိုပေးလို့ရပါသလားဘာသာခြားတွေကိုကောပေးလို့ရပါသလားဘစ်မစ်လာဟီရ်ရဟ်မာနီရဟီမ်ဘန်ဒူကတော့အာရမ်ဖြစ်တယ်အဓိကမွတ်စလင်တို့ဦးအနေနဲ့ဘာမှငွေထားတော့မယ်ဆိုရင်အတူမရတဲ့ကျွန်တော်အကောင့်တွေရှိတယ်ဘာလားအားလုံးလည်းနားလည်ကြတယ်အဲ့ဒီအကောင့်တွေမှာကျွန်တော်တို့ပတ်စံထားဖို့ပဲကျွန်တော်တို့ကြိုးစား ်မဖြစ်မနေကြောင်းကျွန်တော်ကထားလိုက်ရတယ်ဆိုရင်တော့ဒီဘန်ဒူးငွေကိုကျွန်တော်ကပြန်မလို့ထုတ်ယူရပြန်မလို့ကျွန်တော်ထုတ်ယူရမယ်ထုတ်ယူပြီးွားတဲ့နောက်ပိုင်းမှာကျွန်တော်ကမလုပ်ရမယ်မလုပ်ရမယ်ဆိုတော့ဘန်ဒူးကိုဝါဂျီဘုတသဒုကလို့ခေါ်တယ်ဒီမှာကျွန်တော်တို့နည်းနည်းလေးကွဲတာဘန်ဒူးနဲ့ဇကာတ်နဲ့ဇကာတ်ကဆဒကာယဝါဂျီဘာ ဆိုတော့ကိုင်ဝါဂျီဘာဆိုတာကသူ့အတွက်သုံးဆွဲရမယ်မဆာရစ်တွေဒီတဲ့ကျွန်တော်မြတ်ကုရ်အန်ထဲမှာပါထားတယ်သင်ပြရတဲ့အဲ့ဒီမှာပဲကျွန်တော်တို့သုံးဆွဲရအဲ့ဒီမှာလက်ရှိအနေထားနဲ့အစ္စလာမ်မဟုတ်သူတွေကိုကျွန်တော်တို့ဇကာတ်ဘာလို့လုပ်ရလဲသုံးဆွဲလို့မရဒီဘန်ဒိုကြတော့ဝါဂျီဘုတဆဒုတ်ဆိုတာကသူ့ကိုကျွန်တော်တို့ကလက်ကနေကြွန့်လုံလိုက်ဖို့ပဲပုံမှန်တော့ဘာဖြစ်တာလဲအရေးကြီးတာအဲ့ဒီတော့ကြောင့်သူ့ရဲ့အမိန်နဲ့ဒီကြားထဲမှာနည်းနည်းလေးခြားနားမှုတွေရှိတယ်အဲ့ဒီခြားနားမှုတွေကတစ်ခုကပါလဲ ဒီဘန်ဒိုးကမွ슬မန်စင်ဟရာကိုပြီးလို့ရတယ်လို့မွ슬မန်မဟုတ်တဲ့စင်ဟရာတွေကိုလည်းကျွန်တော်တို့မလိုလို့ရလဲပြီးလို့ရအဲ့တော့ဒီငလင်ဘေးမှာဟလာအခုဒီဘန်ဒိုးကိုသူကသွားအောင်ပေးခြင်းနဲ့ဆိုရင်အဲ့မိကူမှမေးရတယ်မွ슬မန်ကမွ슬မန်မဟုတ်သူကဘာလို့လဲရလဲပြီးလို့ရအဲ့တကူတော့ပါရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ကစဝါပြည့်ဟလာအချိုးကူသူရမယ်ဆိုတဲ့ဒီမျိုးလင်းချက်လုံးဝဘာလို့လဲမပြောလဲထားလို့မရဘူးလာယူစားဖို့အလေးလာယူစားဖို့အလေးအဲ့ဒါလေးကိုပဲကျွန်တော်တို့ဟလာတတိထားမှဖြစ်တာပေါ့နော် စရုထမေကွန်းကိုဆရာမုတ်တီအဂျင်မယ်ကဖြေချပေးပါဆရာမိတ်ဆွေတို့ကမေးထားပါတယ်မရှင်းတာလေးတခုမေးချင်လို့ပါဆရာမေငလင်လှုပ်ရင်အသက်ကယ်ဖို့အတွက်အဆောက်အဦအပြင်တို့ပြေးထွက်ခွင့်ရှိပါသလားဆရာမေငလင်လှုပ်ရင်ဘာဖတ်ရမလဲဆရာဘစ်မလာဟာရဟ်မန်ရဟီမ်ဟာဒီသ်ဒမာကော်မဂျီဆလလာလဆလလာလဝဆလမ်ဟာ ရိုင်းနေတဲ့နေရံတစ်ခုရဲ့အနားမှာရှိနေပြီးတော့အဲ့ဒီနေရံပျော်တော့မှာ ਉਹ စိုးရင်လည်းတော့ကတော့ကနေအဝေးကိုထွက်ခွာခဲ့တယ်ဆိုတော့ဟာဒီစ်မှာလာရှိတယ်ဆိုတော့ဒီဟာဒီစ်ကနေဘာတိရလဲဆိုတော့မမီးရအတက်ပေးကိုကဲတင်မှုအတွက်အလားပျိုးကျတော့မယ်အဆောက်အဦပျိုးကျနိုင်တဲ့အနေရရှိတဲ့အဆောက်အဦတွေကနေထွက်သွားလို့ရပြီးထွက်ပြေးခွင့်ရှိတယ်ဒါကြောင့်ငလျင်တောက်တဲ့ဒေသတွေမှာ လားငလျင်ကြောက်ဟလားရာခိုင်နှုန်းအများစုကတော့အဆောက်အဦပျော်ချနိုင်ခြင်းများတယ်များတဲ့အတွက်ငလျင်ကြောက်နေတဲ့အချိန်မှာသူအိမ်ထဲကနေအိမ်ပြန်ဝသူဟလားထွက်သွား ქვენ ရှိတဲ့ဒုဗိမာကထွက်သွားတဲ့သူတော့သူကဲဘူးတာနံပါတ်နံပါတ်2ကဟိုကော်မဒီဆလလာလူဆလမ်ရဲ့ခက်မှာငလျင်လှုပ်ခဲ့တယ်ဆိုပြီးတော့ဟလားခိုင်လုံတဲ့ဘေးစိတ်မကြမှာမရှိဘူးဒါကြောင့် ငလင်းလုံရင်ဖတ်ရမယ်တို့အားလဲဟာဒီသ်တော်တယ်မှာတိရလာရတာမရှိဘူးဒါပေမဲ့လည်းငလင်းကဒါအလရဲ့သတိပီနုသောတဲ့လက္ခဏာတွေထဲမှာပါတဲ့အတွက်ငလင်းလုံတဲ့အချိန်မှာလူတယောက်ဟာဟလာအကောင်းဆုံးတော့တောဘိုက်အစ်စတစ်ဖာလုံနေရသူစိတ်တွေကအနာဘက်ကိုအယုံတူပြီးတော့သူတောင်းမမမမီကွန်နာလေးပေါ်မှာအစ်စတစ်ဖာဖတ်နေရမယ်ဖြစ်နိုင်အခွင့်ရရတယ်ဆိုရင်နမတ်နရကလောက်လဲဖလိုက်တဲ့ အကျန်တဲ့ငလင်းနဲ့ပတ်သက်ပြီးတော့အတိရန်လာတဲ့သူအားတော့ဟာဒီစ်မှာမရှိဘူးမြေစမမေကွန်ကိုဆရာမုဖတီအဒီကဖြေချပေးပါဆရာမိတ်ဆွေတူကမိထားပါတယ်ဆရာတို့ကိုတခုလောက်မေးပါရစေတီးချင်တာကကျွန်တော်ကျွန်တော်အိမ်ငလင်းမှာပြူသွားပါတယ်ကျွန်တော်မိတ်ဆွေတွေနဲ့အလူရှင်တွေပေးထားတဲ့ငွေ340လောက်ရထားတယ်ကျွန်တော်မှအခြားပိုင်ဆိုင်မှုကြီးကြီးမားမားမရှိပါဘူးအိမ်ဆောက်ဖို့ငွေကမလောက်ပါဘူးတချို့မိတ်ဆွေတွေနဲ့အမျိုးတွေကဇကာတွင်နဲ့ထက်ကူညီမယ်ပြောတယ် ကျွန်တော်ယူလို့ရပါသလားတချို့ကမရဘူးပြောနေလို့ရှင်းလင်းတင်ပြပေးပါဒီ zakat နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မု슬မန်တွေအများစုကျွန်တော်တို့တိထားကြရတယ်။ zakat ကကျွန်တော်တို့ fakir သူဆင်းရဲကိုကျွန်တော်တို့ဘာလို့ရတာလဲပေးရ။ Islam မှာ fakir ဆိုတာဘာဘာလို့လဲ။ fakir ဆိုတာက zakat မှာထည့်တွက်ရတဲ့ပစ္စည်းတွေပေါ့။အလားအဲ့ဒီပစ္စည်းတွေနဲ့အဲ့ဒီငွေချေးတွေကိုပေါင်းမလို့ nisab ရဲ့အတိုင်းတာလောက် nisab တစ်ခုလောက် လာနိစာပြအတိုင်းတာလောက်မပိုင်ဆိုင်တာတဲ့လူကိုဘာလို့ခေါ်တာလဲဖကီလို့ခေါ်တာအဲ့တော့ဖကီလို့ခေါ်တယ်ဆိုတော့အခုဒီပုဂ္ဂိုလ်ကသူငလျင်မှာသူအိမ်ပြည့်စည်သွားတာမှန်တယ်ကျွန်တော်လည်းတွေ့ကြတယ်အားလုံးပဲတွေ့ကြအတိုင်းမဲ့သူ့မှာနောက်ထပ်အကျွေးမိတွေတွေမရှိဘူးအခုသူ့ကိုလူတွေကလာပတော့ဘေကန်နဲ့ဆွေမျိုးတွေကပန့်ဖို့ကူညီတယ်ဆိုရင်ဥမာ340ဆိုရင်340ဆိုတာကနိစာပြပမာဏနဲ့ညီဝါပြီညီဝါတဲ့အတွက်ကြောင့်ဟောလာလူတယောက်ကအခုအိမ်ဆောက်ဖို့အတွက်ပေါ့ ဇကတ်တောင်းမယ်လဲရမလားအဲ့အင်ဆောက်ဖို့အတွက်ဆိုတော့အဲ့တော့အဲ့ဒီပုံစံတော့လူတယောက်မှနေစာရှိသွားပြီဟလာသူ့မှာနောက်ထပ်အကျွေးတစ်ပိုင်လည်းမရှိဘူးဒီနေစာဒီဟာကိုဆက်လိုက်မယ်ဆိုရင်ဒီပတ်စံကုန်သွားမှာပေါ့ဟောတချို့ကလူရှိတယ်တိန်း40တော့ရှိတယ်အပြင်မှာအကျွေး30လောက်ရှိတယ်တော်တော်စင်မဆက်ရတယ်အမေတကယ်ဆက်လိုက်မယ်ဆိုသူ့မှာ70တိန်းပဲချက်မယ်ဆိုရင်နေစာပြော့တယ်အဲ့တော့ तू ကဇကတ်ထပ်ယူလို့အရာအဲ့တော့အဲ့လိုကျွေးမိတယ်လည်းမရှိဘူးဒါပေမဲ့ဒီတိန်း40ရှိတယ်ဒါကို तू ကအလောက်ကတော့ तू ြန်လုံးလို့နိုင်တယ်အလားသူစားတော့သွားမယ်ဒါကိုအိမ်ဆောင်အိမ်ဆောင်မယ်ဆိုတော့သင်းလေးစက်ဆိုတာလည်းဘယ်လိုမှမလောက်နဲ့တော့ဇကာထပ်ယူလို့ရလားလို့မေးရင်တော့ထပ်ယူလို့မရဘူးအဲဒါသူ့မှာပါရှိပါပြီလေနေစာရှိပါနေစာရှိဟာဆရာတို့ကလည်းထပ်ယူလို့မရဘူးဆိုအခက်အခဲဖြစ်မှာပေါ့မှန်တယ်အဲ့တော့ဇကာထပ်ယူခြင်းလေဆိုဘယ်လိုလုပ်ဘာလို့လုံးလဲဆိုတော့အကယ်၍သူ့အိမ်မှာနောက်ထပ်အဲ့လိုရှိတဲ့လူတွေရှိတယ်ဆိုရင်လေဘာ तू ကတော့အင်တော်ဦးစီးသူ340ရနောက်ထပ်လည်းရှိတယ်သူ့လည်းပေးလို့ရတာသူ့လည်းကျွန်တော်တို့ဘာလို့လဲပေးလို့ရတာ ။အလားပေးတယ်ဆိုရင်သူ့ကိုဇကာတင်နေစားဘလို့သူ့လည်းပေးလိုက်နောက်တစ်ယောက်ရှိသူ့လည်းပါလိုက်လည်းပေးလို့ရ။ပြီးသွားရင်သူတို့ပေါင်းတဲ့ဒီအင်ကိုစောက်တယ်ဆိုရင်လည်းဘာပြဿနာမရှိဘူး။အဲနောက်တစ်ခုဘာလဲဆိုတော့အင်ကိုဘူးကျွန်တော်ကစပါတော့စောက်လိုက်။ပစ္စည်းတွေပါလေကျွန်တော်တို့ဝယ်လိုက်။ဝယ်လိုက်ပြီးဆိုရင်ဒီပစ္စည်းကကုန်သွားပြီ။အလားကုန်သွားပြီးဆိုရင်အဲ့ဒီအချိန်မှာမိရှူတွေကဇကာနဲ့သူ့ကိုဘာလို့လိုက်ရလဲ။ပြန်မတော့ကုညီလို့ရ။အလိုပုံစံအလိုပုံစံနဲ့နောက်ဆုံးဒီအိမ်ပြီးွားတဲ့အထိဒါပေမဲ့သူ့လက်ထဲမှာတော့ငွေအမောက်ဇကာတင်းနေစားဘလို့ရှင်းနေတယ်ဆိုရင်တော့ သူကဘာပြိုင်လို့မရအောင်လဲဇကာတူလို့မရအောင်အဲ့ဒါကိုသတိထားပါတော့ဟလာကျွန်တော်တို့ကဇကာထပ်ယူမယ်ပေးတဲ့လူနဲ့ဒါတွေကိုဘာလို့မှကျွန်တော်တို့သတိထားအခုများတော့အဖြစ်မန်နဲ့အမြင်အားဖြစ်တဲ့ဒီလူတွေကဆင်းရဲတာပဲဒါပေမဲ့တရားတော်ရဲ့ရှုတော်အရာတော့နိစ္စပြပိုင်ရှင်လက်တော်ဖြစ်နေတယ်ဆိုရင်ဟလာသူကတထေးပဲအဲ့ဒီတော့ကြောက်သူဇကာကိုထပ်ယူလို့မရဘူးအဲ့ဒီတော့ကြောက်ဟလာဒီမှာဒုက္ခရောက်နေတဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်တို့အနေနဲ့ဒီကနေ့ ဘာလဲမေတ္တာရက်ခန့်နေတာကဘာလဲကျွန်တော်တို့ဘယ်နေရာမှာလိုအပ်လဲအဲ့ဒီအရာတွေပစ္စည်းတွေကျွန်တော်တို့ဝယ်လိုက်သုံးဆွဲရလိုက်သုံးဆွဲပြီးဆိုရင်လိုအပ်တာကိုကျွန်တော်လိုချင်တယ်ဆိုရင်ပြန်မလို့မလုပ်ရလဲယူလို့ရဒီတိုင်းပဲဇကာကိုယူသွားမလို့တက်ပေးတဲ့လူတွေဆိုတာကဒါကျွန်တော်တို့မှလည်းတာဝန်ရှိတယ်အဲ့ဒီတာဝန်ရှိတဲ့ပုံကိုယ်တွေကလည်းဒါတွေကိုကျွန်တော်တို့မှလောက်မယ်တတိထာအတိထာမပြန်လဲထူထောင်ရေးမှသူတို့ရေစောင့်နေကြပြီလုံနေကြပြီဟိုလည်းလက်ထက်မှာငွေမရှိဘူးကျွန်တော်တို့ကဇကာပြအမောက်လောက်ပေးတဲ့အမောက်မပြနိုင်တဲ့လောက်ကျွန်တော်တို့ပေးတဲ့ဆိုရင်ဒါဘာမှပြဿနာမရှိဘူး ်ဇကာတ်ရအမောင်ရှိရတာကြီးနဲ့ပေးတဲ့ဆိုရင်တော့ဟလာဟိုပုဂ္ဂိုလ်ကယူလို့လည်းမပိုင်ဘူးပေးတဲ့လူကလည်းဒါသူများပေးခိုင်းတဲ့ဆိုရင်လည်းသူဟလာဒီကိစ္စကိုသူကတောင်းချင်အောင်ဆောင်ရွက်တယ်လို့ကျွန်တော်တို့မယူလို့မရဘူးဒီတွေ့တော့ဒါလေးတွေကိုကျွန်တော်သတိထားဖို့ကျွန်တော်နေနေဒီနေရာကနေသင်ပြလို့နောက်ဆုံးမိဘကိုဆရာမုဖတီအဂျမလ်ကဖြေချပေးပါဆရာမိတ်ဆွေတူကမိထားပါတယ်အကြံဉာဏ်လေးတစ်ခုလောက်တောင်းချင်လို့ပါဆရာမိသားစုကိုရှာဖွေကြွေးမွေးဖို့အတွက်ဘယ်လိုအလုပ်မျိုးလုပ်တင်ပါသလဲ တရားတော်ရကိုပိုင်စီးပွားရေးလောက်တာပိုကောင်းသလားတို့မဟုတ်တခြားတူတူရဲ့စီးပွားရေးမှာဝန်ထမ်းအဖြစ်ဝင်လောက်တာကပိုကောင်းပါသလားတဲ့ဘစ္စမ illah ဟ်ရာဟ်မန်ရာဟီမ်ရှရီအတ်တရားတော်ကဟလာရူဇီရှာဖီဂျင်းကိုအီဘာဒတ်လို့တတ်မှတ်ထားတယ်အနည်းတမဂုရမဂျီဆလလာလုဆလမ်ရဲ့မိတ်ချွတ် ရှိထားတဲ့အကျဉ်းတို့ဟာမိမိရဲ့ငယ်ရွယ်တဲ့ကလေးတွေကိုကြီးမွေးမှုအတွက်ရှာဖေးအကျိုးစားပြီးတော့ရုန်းကန်တယ်ဆိုရင်သူလည်းအလလန်နေမှာအဲ့လိုပဲအကျဉ်းတို့ဟာမိမိရဲ့အိုးမင်းနေတဲ့မိဘနှစ်ပါးကိုကြီးမွေးဖို့အတွက်သူရုန်းကန်တယ်ဆိုရင်သူလည်းစီးဆက်ပြီးတော့အလလန်နေမှာအကျဉ်းတို့ဟာမိမိကိုယ်ကိုဟာလာမမီဘွားရှင်တာမို့တော့တခြားလူတွေရဲ့အရှိမ လက်မဖြတ်ရအောင်အဲ့ဒါမမိကိုကိုလက်ဖြန့်ခြင်းကနေတောင်းရန်ခြင်းကနေတမ်းပြအောင်လုပ်ဖို့တော့မမိတော့မမိရှာတယ်ဆိုရင်လည်းသူလည်း fee ဆပြီးလာလာလာနေမှာဆိုတော့ဟာဒီစ်မှာအဲ့လိုလာရှိထားတဲ့တော့အလာရိုဒီရှာဖီခြင်းကဒါအိဘါဒတ်ဖြစ်တဲ့သဘောပြရရှိဒါပေမဲ့အဲ့ဒီဟလာရိုဒီရှာဖီမဲ့နီးကိုရှေ့တဲ့အတ်ကဟလာတတ်မှတ်တာတော့မရှိဘူးအဲ့တခုပဲရှိတဲ့ပိုင်နဲ့နီးဖြစ်ရ ကိုလောက်တဲ့စီးပွားရေးဒီပိုင်းတဲ့စီးပွားရေးဖျားမယ်ကိုလောက်တဲ့အလောက်ကိုင်းဒီကိုင်းတဲ့ပိုင်းတဲ့အလောက်ကိုင်းဖျားမယ်ခုပဲလို့တယ်ကျွန်တော်ဘာမှရှိရကတမန်တာမရှိဘူးအနောက်ကကိုပိုင်းစီးပွားရေးလောက်လာပိုကောင်းလားဟာလာတခြားသူရဲ့အလုံးမှာဝန်ထမ်းဖြစ်လောက်တာပိုကောင်းလားဆိုတော့အဲခေကိုပိုင်းစီးပွားရေးမှာအချိုးရှိနေတယ်ဆိုရင်တော့ကိုပိုင်းစီးပွားရေးလောက်အဲ့ကိုအကေကိုပိုင်စီးပွားရေးမှာအကျိုးမရှိဘူးတခြားလူရဲ့ဝန်ထမ်းအဖြစ်လောက်တာပို့ပြီးတော့အကျိုးရှိနေဆိုရင်ဝန်ထမ်းအဖြစ်လောက် အကဲနှစ်ခုလုံးမှာအကျိုးရှိတယ်ဆိုရင်တော့ကိုပိုင်စီးပွားရေးကိုပဲရွေးချယ်တာပိုကောင်းတယ်ကိုပိုင်စီးပွားရေးမှာအလားပိုပြီးတော့ဘယ်ကတ်ရှိတယ်အယ်လ်ဟမ်ဒူလ illah ဖြေချပေးတဲ့ဆရာတွေကိုအလ္လာဟ်တအားလာအထာနာစလုံးမှာကောင်းတော်ဆာများချီးမြှင့်ပေးတနာတော်မူပါစေနားဆင်ကြည့်ရှုနေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်တအားလာကြားသိရတဲ့ပုံမှာအာမလုံနိုင်တဲ့တော်ဖီကချီးမြှင့်ပေးတနာတော်မူပါစေမိတ်ဆွေများခင်ဗျာဒီတစ်ပတ်တော့ဒီလောက်ပါပဲအင်ရှာအလ္လာဟ်ရှိပတ်မှာပြန်ဆောင်ကြမယ်အစ္စလာမုအလัยကွမ်ဝရဟ်မတ်တူလာဟီဝဘာရကာတူး